ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့အသင်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်ဆက်ကြည့်ရရင် Peter Gilchrist တို့ဒါကွန်ညာတို့အပြင်ပေါ့နော်တောက်လျှောက်ဆိုသူတို့သူတို့နဲ့ပတ်သက်တဲ့သတင်းတွေကတက်နေတယ်ဆိုတော့အခုဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒါအသင်းနဲ့ပတ်သက်လို့ United က Matthias ကွန်ညာကိုခေါ်ယူနိုင်ဖို့ကတေချာတလောက်ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာ တိုက်စစ်မှု ဗီဒီယာဂူခရစ်ကိုအခုခေါ်ဖို့အတွက်အချိန်မြင့်ကျူပန်းလုံးဆောင်ရရှိနေတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ယူရိုပါလိဘူလူဝဲဒီညကစားမယ်ဆိုတော့အဲ့ဒီပွဲကစားပြီးတာနဲ့စပိုတင်းလစ်ဘွန်နဲ့တွားပြီးတော့စကားပြောမှာဖြစ်တယ်ပေါ့။ယူနိုက်တက်ရဲ့ဘက်ကတော့ဗီဒီယာဂူခရစ်တို့အခိုင်အမာစတင်လှုပ်ရှားထားတဲ့ပထမဦးဆုံးဥရောပကလပ်အသင်းဖြစ်တယ်ဆိုပြီးတော့ရပူတွေကကျွန်တော်တို့ကြောက်ဖော်ပြလာတယ်။ဆိုတော့ဂူခရစ်နဲ့ပတ်သက်တဲ့သတင်းတွေကအခုမှမဟုတ်ဘဲနဲ့ ထောက်လျှောက်စလို့တက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့အထူးဆန်းဖြစ်လိမ့်မလို့တော့မယူဆဘူး။ဒါပေမဲ့လို့အသင်းရဲ့ intention ကကျွန်တော်တို့သာဟုတ်နေပြီပေါ့နော်။ထပ်ပါတော့အသင်းမှာလုံးဝလိုအပ်ချက်ကြီးမားနေတဲ့တိုက်စစ်နေရာကိုပြုပြင်ဖို့အားဖြည့်ဖို့နဲ့ပတ်သက်လို့ရှိရင်တိုက်စစ်မူကောင်းကြီးကျွန်တော်တို့ခေါ်မရမှာ။ပြီးခဲ့တဲ့ရာသီတုန်းကတော့လိုအပ် level ဟို intention ဒီ intention မျိုးကျွန်တော်ဖြစ်နေတာ။အခုကတော့ရာသီတောင်မကုန်သေးဘူးပေါ့နော်။အသင်းရဲ့အပြောင်းအရွှေ့တွေကအမှန်ကန်အလုပ်လုပ်နေပြီ။အကယ်လို့မြန် Europa League Final မှာဘူးဆွဲခဲ့မယ်ဆိုရင် ဗီတာဂူခရစ်တူကိုကျွန်တော်တို့ခေါ်ယူနိုင်ဖို့ကတော်တော်ကိုအချိန်ကြီးကောင်းသွားမှာပါတော်တော်ကိုအချိန်ကြီးကောင်းသွားမှာအခုလက်ရှိကတော့ဒီကိုရီကဂူခရစ်ကိုခေါ်ဖို့ကအတိုင်းတာတစ်ခုလေးတော့အချိန်ကြီးကောင်းကောင်းကောင်းလိမ့်မယ်ဒါပေမဲ့လို့သူများအသေးအနေနဲ့ရှင်ခေါ်ဖို့အတွက်ဆိုလို့ရှင်တော့ကိုအတွက် chance ကအလောက်မရှိဘူးဒါလည်းပဲကျွန်တော်တို့ခဏတိုင်းပြောပြီးသားပါနော်ယူရိုပါလိရပြီးတော့ Champions League ဝင်ခွင့်ရမှသာကစားမားတွေကိုခေါ်ဖို့အတွက်ကအတိုင်းတာတစ်ခုလေးကျွန်တော်တို့အတွက်အချိန်ကြီးကောင်းပါအခုဆိုအသင်းဘက်က ဟိုဒီ LMD lab နဲ့ပတ်သက်ပြီးတော့လေတောက်လျှောက်ဆိုသလိုကျွန်တော်တို့ဒါဆွေးနွေးမှုတွေကျွန်တော်လုပ်ထားတယ်ကစားသမားဖြစ်သူကိုကိုယ်တိုင်ကမန်ချက်စတာကိုလာပြီးတော့ပါအသင်းနဲ့မျက်နှာချင်းဆိုင်ဆွေးနွေးထားတာတွေကျွန်တော်ရှိတယ်လို့ Gigores နဲ့ပတ်သက်ပြီးတော့လေအသင်းတာဝန်ရှိသူတွေရဲ့ဘက်ကအမှန်ကန်အစားထိုးဖို့ကျွန်တော်တို့ကြိုးပမ်းနေတယ်လက်ရှိမှာဘသူကိုအကောင်းဆုံးခေါ်ရမလဲဒါကြိုးပမ်းတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နောက်ဆုံးခေါ်လာလေဖြစ်ကောင်းဖြစ်နေတာပဲကျွန်တော်တို့ဘာလို့ဘာမှပုံတည်ပြောလို့မရအောင်ဘာကြောင့်လဲဆိုတော့လက်ရှိမှာ LMD lab တို့ဘာလို့ဆိုတာမျိုးက ဈေးအများကြီးကုန်ကြမဲ့ striker တွေကျွန်တော်မဟုတ်ဘူး။ဒါ Geogras ကတော့တော်တော်ကိုကုန်ကြစိတ်များနိုင်တဲ့ကစားသမား။ဒါပေမဲ့လည်းလို့အတင်းတွက်ကုန်ကြစိတ်နဲ့ကျွန်တော်ဒီပြန်ပြီးတော့ရနိုင်တာကိုကျွန်တော်ကြည့်ရင် Feder Geogras ကလက်ရှိမှာလည်းဥရောပရွှေဖိနပ်စုကိုရဖို့အတွက်အချိန်ကြီးကောင်းနေတယ်ဆိုတော့ဒီလိုကစားမမျိုးကိုကျွန်တော်ဘာကြောင့်ဈေးများများတုံးရမလဲဆိုတာကောင်းကောင်းပေါ်လွင်နိုင်တယ်ဗျာ။ဒါကြောင့် Feder Geogras နဲ့ပတ်သက်ပြီးတော့လက်ရှိ United ကစပြီးတော့အလုပ်လုပ်နေပြီပေါ့နော်။ဆိုတော့ဒီည Final မှာကျွန်တော်ချန်ပီယံဖြစ်ဖို့လိုပါတယ်။ ိုင်နယ်မှာချန်ပီယံဖြစ်ပြီဆိုတာနဲ့ကိုရီးယားရဲ့လာမယ့်ရာသီအတွက်အနာဂတ်ဟာအများကြီးအပြောင်းလဲဖြစ်သွားနိုင်တယ်။နော်အသင်းကနေလည်းလာမယ့်နွေရာသီအပြောင်းရွှေ့မှာဒီခုနကပြောတဲ့ဂျေဒန်ဆန်ချူတို့ရက်ရှ်ဖူတို့အန်တိုနီဆန်ဒိုးစ်တို့မာလာစီယာတို့အပြင်နော်နောက်တန်းမှာရှိတဲ့လင်ဒီလော့ဖ်တို့တိုက်စစ်ကကျွန်တော်တို့ဒီရက်စမန်ဝိုင်လန်တို့နော်ဘသူပဲဖြစ်ဖြစ်အသင်းကနေပြီးတော့အနည်းဆုံး2ယောက်3ယောက်လောက်တော့လက်လွတ်မဲ့အခြေအနေမျိုးဆိုတော့အသင်းဟာပြန်ပြီးတော့ပိုကောင်းတဲ့ကစားသမားတွေနဲ့အစားထိုးဖို့အတွက်အခွင့်အရေးတွေကျွန်တော်ရှိနေတယ် လက်ရှိမှာလည်းတကယ်အစားထိုးမဲ့သူတွေလည်းရှိနေတယ်လို့လက်လွတ်သွားမဲ့ကစားမားတွေလည်းကျွန်တော်ရှိနေတယ်ဆိုတော့နွေရာသီပြောင်းရွှေ့ရတော့ကိုစိတ်လို့ရှာဖို့ကောင်းနေပြီဒါမှမဟုတ်နော်ခုနကပြောသလိုပဲ Champions League ဝင်ခွင့်ရမှအသင်းရဲ့အရာအလုံးကကျွန်တော်ပြောင်းလဲမှာပြောမရဘူး market stretch ဘူးလို့ပါလို့တောင်းပါနော်ဟာ Champions League ဝင်ခွင့်ရလို့ရှိရင် United မှာပဲဆက်ပြီးတော့ကစားခွင့်ရခြင်းနဲ့အမှန်ကန်ကျူးပန်းခြင်းနဲ့ဖြစ်ချင်းဖြစ်လာမှာတပတ်ကို၃သင်းရောရထားပြီးသား United နဲ့တက်တန်းကြံသေးတဲ့ကစားသမား နော်အမ်မိုရင်းရဲ့လက်အောက်မှာချန်ပီယံစလိလဲဝင်ခွင့်ရတယ်ဆိုသူလည်းပြန်ကြိုးစားလာခြင်းသိမရှိဘူးလို့ပုံသေးကျွန်တော်တို့ပြောလို့မရဘူးဒါကြောင့်ဗောနော် အသင်းဘက်ကတိုက်စစ်ပိုင်းအစားထိုးတဲ့နေရာမှာအသင်းကနေပြီးတော့လက်လွတ်မဲ့ကစားမားတွေကျွန်တော်တို့ရှိတယ်ပြန်လဲခေါ်ယူမဲ့ကစားမားတွေကျွန်တော်တို့ရှိတယ်ဒီထဲမှာ Vida Gukres နဲ့ Liam Delap ကတော့အသင်းတွက်အမှန်ကန်ဆိုသလိုဒီထဲထဲဝင်ဝင်ကျူပန်းချင်းခံရတဲ့ကစားမား၂ယောက်ပေါ့လေလက်ရှိမှာကျွန်တော်တို့ကွန်ညာကအမှန်ပြောရရင်အပြောင်းအချက်ကပြီးတဲ့လောက်ဖြစ်သွားပြီဗျာ ပြောင်းအရွှေ့ကပြီးတဲ့လောက်ဖြစ်သွားပြီဒီယာဒီကုံမီဆိုတာနဲ့ကွန်ညာရဲ့အပြောင်းအရွှေ့ကကြီးညာဖို့ရှိတယ်လို့ပဲကျွန်တော်ထင်တယ်အရာအလုံးကကစားမကလည်း United ကိုပြောင်းခြင်းနဲ့ United က present လုပ်ထားတဲ့ project တီကိုလည်းသဘောကျတယ်ဝူပန်ဟန်တန်ရဲ့ဘက်ကလည်းလက်လွတ်ချင်ယုံနေမကဘူး3 3 3ကအရစ်ကြနေပါခွဲပြီးတော့ငွေသွင်းဝင်ပေးမယ်ဆိုတာတွေကိုပဲကျွန်တော်ကြည့်ရင်ဒီအပြောင်းအရွှေ့ကဘယ်လောက်ထိကိုယ်အတွက်အဆင်ပြေနေလဲကျွန်တော်ကောင်းကောင်းတွေးလို့ရတယ်။ဒါကြောင့်ပါတော့ဒီကွန်ညာရဲ့အပြောင်းအရွှေ့ကကျွန်တော်တို့အတွက်ဒါပြီးတဲ့လောက်ဖြစ်သွားပြီလို့ဆိုလို့ရတယ်။ဒီအတွက်ကြောင့်အသင်ကနောက်ထပ်လုံးဆရာရှိတဲ့အပြောင်းအရွှေ့တွေကိုကျွန်တော်ကြိုးပမ်းနေတာ လီယမ်ဒီလက်ပဲဖြစ်ဖြစ်ဂိုခရက်စ်ပဲဖြစ်ဖြစ်ဒီဒီဒီအပြောင်းအရွှေ့နဲ့ပတ်သက်လို့ရှိရင်အလုပ်ဖြစ်ဖို့ဆိုရင် Champions League ဝင်ခွင့်ရဖို့လိုပါတယ်ဒီနေ့ည final မှာပူဆွဲမှကျွန်တော်ရမယ်ပူဆွဲပြီဆိုတာနဲ့အရာအလုံးကပူကောင်းသွားပြီကိုင်းလေကြီးအားဖြစ်ဖို့တင်ပူကောင်းလာမယ် win back ကြီးအားဖြင့်ပူကောင်းလာမယ် can sit ကြီးအားဖြင့်ပူကောင်းလာမယ်เนาะနောက်တန်ဂိုးသမားတွေအားဖြင့်မယ်ဆိုလို့ရှိရင်ပူပြီးတော့ကောင်းလာမှာပဲဒါတွေအတွက်ကျွန်တော်က Champions League ကျွန်တော်တို့ဝင်ခွင့်ရဖို့လိုတယ်ဒီည ဖလားကင်မြောက်နိုင်မလားပဲကျွန်တော်စောင့်ကြည့်ရတော့မယ်အရာအလုံးဟာအများကြီးပြောင်းလဲရှိပါတယ်ဆိုတော့အခုတော့ Gucres ကိုအတင်းရဲ့ဘက်ကအမှန်ကန်ထဲထဲဝင်ဝင်ကျိုးပန်းနေပြီညကရိုနေနေရောဒီကစားမပြည်သူကိုခေါ်ယူနိုင်စွမ်းရှိတယ်လို့ထင်ကြလားနော်လက်ရှိမှာတရင်ထွက်နေတဲ့တကောင်မှာအတင်းတိုက်စစ်မှာဘသူကိုအစားထိုးတင်တယ်လို့ထင်ကြလဲ Center Forward စစ်စစ်နဲ့ပတ်သက်လို့ကျွန်တော်တို့နဲ့တရင်ထွက်နေတာဆိုလို့ Liam Delap ရှိမယ် Gucres ရှိမယ် Victor Osimhen ကျွန်တော်တို့ရှိမယ်ညကရိုဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်